တိုက်တော့အဓိကတိုက်ခိုက်တဲ့သူကအမေပါပေါ့နော်။ဒါလူစုံလုံးပြောပြရမှာပေါ့နော်။မိကတော့ရုပ်ရည်အားဖြင့်တိုက်ခိုက်တယ်လို့မျိုးဟိုအတန်အားဖြင့်လည်းတားရဲမင်းမဖြစ်နိုင်ဘူးပတ်စံနေမဖြုံးနဲ့ဆိုပြီးတော့ပြောတာအမေပါပဲ။ဟုတ်ကဲ့။မပြတာပဲမပေးခဲ့တာဘာမှမပေးတာလည်း။အဲ့တော့ကအဲ့တော့ကလား။ကိုနားမှာပဲရှိသေးတယ်လို့လေ။အဲ့တော့သူရန်ကုန်သွားနေရမှာလေ။ အဲဝတားရောက်ခဲ့ပြီးတော့ဒီသားစုကိုလောက်ကျွေးခဲ့ရပါတော့ဒီသားလေးကိုလည်းចောင်းခါအင်းစင်းနာရပြီပေါ့အရှင်ပါဟုတ်တယ်တော်တော်အုပ်ဝန်ကတော်တော်အေးစိတ်စိတ်နေရပါဘူးဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ရဲ့မိမိပါဒေါက်ထမမပါဒီလေဒေါက်ထမမဒေါက်ထမမဆိုတာအမေပေါ့ဦးမိမိအောင်ဆိုတာအဖေပေါ့မန်းလေးမှာဟုတ်ကဲ့ပါ တော့ကျွန်တော်လည်းကျွန်တော်ဘွားရဲ့ပထမအဦးဆုံးဒီ sign နဲ့ဒီဆိုပြပြရမှာဖြစ်တဲ့ကြောင့်မလို့မိကိုလည်းကြည်စေချင်လို့ခေါ်လိုက်တာပါ။ကြည်ကြရတဲ့နေလေးပါ။ကြည်ကြရတဲ့နေလေးပါ။ဒီပြောပြပါဦး။သားနဲ့ပွဲတရတဲ့ခံစားချက်ကိုရင်းကြော်ပါ။ ကယ်။ဒီနေ့ကျအဲ့လိုစကားကြားရတော့ပြောပြပါဘာဖြစ်ဒီလေး။လဲပြောတာပေါ့ပြောတာပေါ့။စင်မောစင်စင်ချင်းသူကလမ်း off တောင်းနေတဲ့။ရွှေဘုတနခါတော့ညာဆုံးလုံးလေးဘူး။ဒါနဲ့မိချူရချင်းမှာလဲဆိုရရပြီးတော့ကျွန်တော်တို့ဒီဘွဲမှာရောက်နေဒီတော့မမကျွန်တော်တို့မန္တလေးကအနုပညာကိုတကယ်တန်ဖိုးထားတယ်မြန်မာအနုပညာကိုတန်ဖိုးထားတဲ့စိတ်စပယ်ဘူးဆိုတာလဲမြန်မာအနုပညာကိုတန်ဖိုးထားတယ်ပေါ့နော်အဲ့တော့ဒီလိုလူတွေရှိမှာဒီဆိုလျှော်ပြရတဲ့အခါပြီးတော့ဒါကိုထက်အခါဆိုလဲကျွန်တော် ဒီမြန်မာတန်းနဲ့ပတ်သက်လို့ရှိရင်အခုတင်ပေးရဆရာပါကိုဆရာကြီးရှိမှဆိုရတာဆိုတော့အရန်ကိုစိတ်လှုပ်ရှားမှုကတော့နှစ်ပုံလုံးတုံနေပါလေလက်တွေချေပေါ့နော်ဒါမဲ့လည်းချိန်ပြီးတော့တနိုင်တလောက်တော့ဒီဆိုလိုက်ပါရအမယုံပါရင်လည်းနားလဲပေးပါခင်ဗျာနောက်ထပ်လည်းထပ်ဆိုရအောင်ပါအငိမ့်လေးမလုတ်လို့မရလို့ခင်ဗျကျွန်တော်ပုံမှန်အားဖြင့်ဆိုတော့ကျွန်တော်လည်းလည်းလုတ်တယ်လေဒီနေ့ကဟိုစင်ချလိုက်ရကျွန်တော်တောင်ရှင်နဲ့လုတ်လို့မရဘူးသူမနေတတ်ဘူးလုတ်လို့မရအားကြောင့်ဆိုတော့သူမလုတ်ရဲဘူးကြွကြမှာဆိုတော့ ကြည့်ကောင်းလားဆွတ်စရာကောင်းလားဘလောက်တောင်ကျက်ရရှိလဲမြေရန်ပေါ့ဒီမှာငါ့တိုင်းတော့တုံးကလည်းဖြစ်ဟုတ်တယ်အဲ့ပိတ်တဲ့ဘူးလဲကျဆွတ်တမာတယ်လို့အားပေးကြတယ်နော်ဒီကောင်ကလည်းနည်းနည်းတော့ကတည်းကနည်းနည်းသမိတ်ထုတ်ခဲ့တာအဲ့ဒါကတော့သူ့ပါသူ့ပါပဲသူ့ဝါသနာပါတာသူ့ပါသူ့အမေကကျွန်တော်ကိုညင်းတာသူကအမေကအသားတာတေးဥဆောင်လို့ခုလဲသူက ကျွန်တော်တိုက်ကျွန်တော်အဓိကတိုက်ခိုက်တဲ့သူကအမေပါပေါ့နော်ဒါလူစုံလုံးပြပြရမှာပေါ့နော်ကျွန်တော်ကကျွန်တော်ဝါသနာပါပါရဲ့ဘာလို့ဆိုတော့ကျွန်တော်တို့မန္တလေးရမျိုးရိုးကလည်းတပင်မျိုးရိုးရှိရယ်ပြီးတော့အဖွားကလည်းအဲ့လိုမျိုးရုပ်ရှင်တွေမာရီဆိုတော့ extra ထည့်ရဆိုတော့အဲဝါသနာပါတယ်တို့ဝင်မဲ့လည်းမိကတော့ရုပ်ရည်အားဖြင့်တိုက်ခိုက်တယ်လို့မျိုးဟိုအတန်အားဖြင့်လည်းတာရဲမင်းမဖြစ်နိုင်ဘူးပတ်စံနေမဖြုံးနဲ့ဆိုပြီးတော့ပြောတာအမေပါပဲဟုတ်ကဲ့မပြေတာပြေတာမပြေခဲ့တာဘာလို့အမပြေတာလဲအဲ့တော့ကအဲ့တော့ကလား

ရောဘေးနားမှာရှိနေတာမိမမဟုတ်ပါဘူးဖေလည်းဘေးနားမှာရှိရဲအဲဟိုဖုန်းဆက်ဆက်ပြီးတော့တခုခုဆိုနေမကောင်းတော့ဒီလိုပွဲတွေနေဆိုသူကအဲ့လို live တရားနေကြည့်နေကြည့်နေပြီးတော့ဥမာကိုကတော့နှာရီစီးလို့ညစ်လိုက်တယ်ဆိုလို့ရှိရင် तू ကခဏနေဖုန်းခေါ်ပြီးဒါနှခေါင်းသွေးယိုနေရဆိုဒီကိုကပင်မန်းလို့အဲ့လိုမျိုးထိုင်လိုက်ပြီးဆိုလို့ရှိရင်ပင်မန်းနေရလားဖျားနေရလားအဖေကအမြဲတမ်းဖုန်းဆက်တယ်အဲ့အဲ့ဒါတော့အဖေဖေကလည်းအဲ့လိုမျိုးချစ်တယ်လို့အမေကလည်းချစ်ပါတယ် ာမိဘပေါ်တိတက်တာပဲငငယ်ငယ်လည်းလိုင်းနာတယ်လေကလေးငငယ်ငယ်လည်းစိုးရတယ်မပါဒါပေမဲ့ကျွန်တော်ကမိဘတွေကိုကျွန်တော်ကဟိုဖျားလို့ကိုးကွယ်တာလေသိလားအဲ့တော့ဘယ်တော့မှအစိတ်ဆင်းရအောင်မလုပ်ဘူးအဲ့ဒါတော့အဲ့အဲ့ဒါကလည်းဟိုအဲ့ဂျေဇူးတွေအဲ့ဘယ်လိုပြောရမလဲမိဘပေါ်တိတက်လို့လည်းအခုလိုမျိုးအများကြီးတော့ဟိုလူချစ်လူခင်ခံရရတယ်လို့လည်းထင်ပါတယ် အမြဲတမ်းတော့ဟိုပုံမှန်တော့ကြော့ပါတယ်ကြော့လဲကြော့မှာပါဒါမကြော့ရသေးပါဘူးကျွန်တော်လည်းမအားတာနဲ့ပေါ့နော်အဲဒါပေမဲ့ကြော့မှာတော့စိတ်ဆင်းရအောင်မလုပ်ပါဘူးအဲဒီတော့တားရတိတဲ့လိမ္မာမှုလေးတွေပြပြလေးပါဘာလို့တော့မသိတဲ့လိမ္မာလဲအများကြီးပါပဲဘယ်ပညာရှင်ကောင်းလားအကုန်ပေးရလေအမေကိုအကုန်စင်တာဝယ်ပေးမှာပေါ့မင်းလိုချင်ဝယ်ပေးမယ်လို့ဒီနေ့တော့အဲ့လိုမျိုး300 400လောက်တော့တုံးလို့ပြောထားတယ်စိတ်တွေပဲကူက ဝတားရောက်ခဲ့တာလေအဲဝတားရောက်ခဲ့ပြီးတော့ဒီသားစုကိုလှုပ်ကြွေးခဲ့ရပါတော့ဒီသားလေးကိုလည်းចောင်းခါကိုပိုင်ចောင်းတိတ်လုံးပါတော့အဲ့လိုမျိုးနဲ့သူဆယ်ရန်အောင်ပြီးတော့နေနေနဲ့တက်တာတော့ပါဘူး။ဒီဘာနဲ့တက်တာတော့ပါဘူး။ဟယ်လို။အင်းစင်းနားရပြီပေါ့။အချိန်ပါလေ။ဟုတ်တယ်တော်တော်အုပ်ကတော်တော်အေးစစ်စစ်နေရပါဘူး။ အဟုတ်ဟုတ်မရှက်ပါဘူးခင်ဗျာဒါဘဝမှန်မယ်ပြီနော်ဘာလို့ရှက်စရာရှက်စရာမဟုတ်ပါအဓိကကတော့ကျွန်တော်ငငယ်ကလေးကအိမ်မက်ကလည်းမိဘတွေကိုတတောင်တတာနဲ့ပြပြစုံစုံထားခြင်းနဲ့သူတို့ဘာမှလုပ်စရာမလိုပဲနဲ့အိမ်မှာပဲနေကျွန်တော်ရှာချွေးခြင်းနဲ့စိတ်ကူကရှိရအဲကြောင့်မလို့လဲ၁၀တန်းပြီးကြရလုပ်လုပ်ငန်းငုံဝင်နဲ့အရားတဲ့ပတ်စံဆိုလို့ရှိရင်အမေကိုပေးတယ်အဲမှာအမေပြန်ပေးတဲ့ဟာကိုပြန်ယူတယ်ပေါ့နော်အဲ့လိုမျိုးအဲအဲ့တော့လေအဲ့ကလေးကလည်းတိတက်ခဲလို့လေကျွန်တော်တို့အများကြီးချစ်ခင်ရတာထင်ပါတယ်ပရိသတ်မြေတားကြီးရတယ် အိမ်ခုကားနဲ့ထားနိုင်ပြီဒီလိုရှိရင်ကိုပိုင်နဲ့ထားနိုင်အောင်ကြိုးစားပါမယ်အေးရောအဖေမိဘနှစ်ပါးလုံးလို့ပြောရလေဟုတ်တယ်အဖေကအရင်စိတ်ကောက်တာသူဒီဘက်မလာလို့ကြိုးစားသိတယ် तू မသိဘူးအဖေကိုဒီဘက်ကိုခေါ်မှာအဖေမသိဘူးပြောလိုက်ပါခင်ဗျာမမေရောတော့ပြောလိုက်ပါနော်ခင်ဗျာမမေရောပြည်ပြည်ပဲဒါပေမဲ့အဖေကိုမန်လေးမှာအိမ်ဆောက်ပေးမယ်အေးကြောက်လို့ဩမဟုတ်တာကဲတော့ပြန်ကြပါ ော်သတင်းချုပ်မှာဒါချဲ့ရဲ့လူကြီးမိဘကြီးအားလုံးစိတ်ချမ်းသာခြင်းလူကြီးမိဘပရိသတ်တွေအားလုံးစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာဒါစိတ်သွားရင်ကိုပါပြီးတော့စီးပွားရေးလည်းဒီလာတို့တက်ပါစေခင်ဗျာကျွန်တော်တို့ဒီကွေးကြီးမှာခုလိုမျိုးဖိတ်ခေါ်ပေးရစိတ်စပယ်ဘူးစိတ်တိုင်းကြီးလည်းဒီချက်မကပူပြီးတော့အောင်မြင်မှုတွေတွန့်ရှိပါစေခင်ဗျာနေ့40ကျော်ကနေပြီးတော့နောက်ထပ်နှစ်ပေါင်းရာချီထောင်ချီအောင်မြင်မှုကိုဆက်လက်ဖိနှိပ်နိုင်ပြီးတော့စီးပွားရေးတိုးတက်ပါစေ ဆိုင်ခွဲတွေလည်းအများကြီးဖွင့်နိုင်ပါစေ။ဟုတ်ကဲ့စိန်စပယ်ဘူးစိန်တိုက်ရဆိုလို့ရှိရင်နှစ်ပေါင်း40ကျော်ရည်တည်ထားပြီးတော့ဒါပထမဒန်းစားစိန်နေနဲ့ပဲဒါအခုလိုမျိုးခထေဘွားဝါနဲ့ရောင်းချပေးနေပါတယ်ခင်ဗျာအလုံးဝယူအပ်ပြီးလို့ရပါတယ်ခင်ဗျာ။ရန်ကုန်မှာလည်းရှိရဲမန္တလေးမှာလည်းရှိရဲစိန်ခွဲအများကြီးရှိရဲအဲ့တော့အလုံးမဲ့ဟိုစိန်ခွဲမယ်ဆိုလို့ရှိရင်တော့ဒါစိန်စပယ်ဘူးကိုပဲတတိယပါခင်ဗျာ။